ဒီမှာကြီးရဲ့နံပါတ်လေးနဲ့အသက်လေးနဲ့ဦးစင်းကိုမိတ်ဆက်ပေးပါအောင်တပည့်တော်နာမည်တော်ထိတ်ထိတ်ပါဗျာတပည့်တော်ရဲ့အသက်က82နှစ်ပါဗျာတပည့်တော်ကမန္တလေးအမရပူရာရှမ်းကလေးကျွန်းပါဗျာဟုတ်ရှမ်းကလေးကျွန်းလာထုတ်တယ်ဖောက်တယ်ကြီးနော်ဟုတ်တယ်ဟုတ်ပြီဘာကမ္မထာအထုတ်နေတော့မြေကြဝေဒနာမြေလာကမ္မထာပါဗျာပထမတစ်ကြိမ်လုံးဝဖုံဖုံကခန္ဓာကြီးအောင်ပြန်ရှုပ်လိုက်ပါအောင်ဆိုတပည့်တော်ဖုံဖုံကြောင်းလည်းမရောက်ဘူးတာနဲ့တပည့်တော်လာခြင်းစိတ်ပေါက်ပြီးတော့လိုက်လာတာပါဗျာဟုတ်ပြီလိုက်လာတော့ဘာလို့ထူးကြလဲ ရှောက်အောင်မလားဗျာရှောက်အောင်မှာပေါ့မတိတတ်တဲ့တဘာဝရုပ်အကြောင်းနဲ့တိတတ်တဲ့တဘာဝနာအကျိုးတို့ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ခံစားမှုကိုဝေဒနာပါဖေ။အင်းမြင်လာလေးလေခံစားတတ်လို့ဝေဒနာမြဲလာလို့စောင့်ကြည့်ပါတယ်ဖေ။စောင့်ကြည့်တဲ့အခါမှာ မျက်စိရလည်းမမြဲမျက်စိရလည်းမမြဲတဲ့တဘာဝတရားတဘာဝရုပ် အစင်းရလည်းမမြဲတဲ့တဘာဝယုတ်တဘာဝယုတ်နှစ်ခုပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာလေးကမမြဲပါဘူးဖေဟာနာနာလေးကလည်းခံစားတတ်လို့ဝေဒနာမြဲလားလို့စောင့်ကြည့်ပါရယ်ဖေဟာနှခနာကြီးကလည်းမမြဲတဲ့မမြဲတဲ့ယုတ်တရား အတန်ကလည်းမမြဲတဲ့ရုပ်တရားနှစ်ခုပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာကမမြဲပါဘူးဖေ။အာယုံ6ပါးကိုအဲ့လိုပဲရှုပြီးတော့မြဲလားလို့မေးတဲ့အခါမှာအာယုံ6ပါးမှာပေါ်တဲ့ခံစားမှုဝေဒနာမြဲလားအာယုံ6ပါးလားအာဟောအာယုံချောပါမျက်စိထံနာနာပါဟုတ်ဒီဓမ္မကြီးကမ္မထံဘာကမ္မထံဝေဒနာမြဲလားဝေဒနာကိုလျှောက်လိပဲအာယုံချောပါကိုရောက်နေတော့ဟုတ် ဟုတ်ပါဘူးမျက်စိနာနှကောက်ရှာဖို့အေးလေမတိမှုရုပ်အကြောင်းနဲ့တိမှုနဲ့တို့နှစ်ခုပေါင်းစုံပြီးတော့ခံစားတတ်တာဘာလို့ခေါ်လဲဝေဒနာပါဗျာဝေဒနာကိုပဲရှုလေဟိုဘက်ကိုရောက်မသွားနဲ့နော်ရှာတပိတော့ဝေဒနာကိုပိုင်ပိုင်ခြားခြားဟိုရှုရတယ်ဖေဟာဝေဒနာက ဟိုတဘာဝဝေဒနာဖြစ်ပါတယ်ဘုရားဝေဒနာကနန္တရားဖြစ်ပါတယ်ဘုရားအကြောင်းတိုက်ဆိုင်မှာ ဖြစ်ပေါ်လာတဲ့တရားဖြစ်တယ်ဖြစ်ပါတယ်ဘုရားဝေဒနာကမျက်စိတမိလျှက်တပြည့်အတွင်းမှာနံကလေးတသိန်းကျော်ပြတ်တဲ့အတွက်ဝေဒနာကပယ်လို့လည်းမရဘူးဆွဲလို့လည်းမရဘူးပယ်ရင်ဒေါသအားဆွဲရင်လောဘဖြစ်ပါတယ်ဘုရားဝေဒနာရှိမှန်းတော့သိပါတယ်ဘုရားဝေဒနာကပယ်လို့မရတဲ့အတွက် ပယ်လို့မရလို့မပယ်တော့တဲ့အတွက်ဝေဒနာကလောဘချုပ်နေပါတယ်ဒေါသချုပ်နေပါတယ်ဘုရားဝေဒနာကပယ်လို့မရလို့မပယ်တော့ဆွဲလို့ဆွဲလို့မရလို့မဆွဲတော့တဲ့အတွက်ဝေဒနာကလောဘချုပ်နေပါတယ်ဘုရားဝေဒနာကိုမပယ်မဆွဲတဲ့အတွက်ဝေဒနာကမက်ကဖြစ်နေပါတယ်ဘုရားဝေဒနာဝေဒနာကိုတပည့်တော်တရားထိုင်တဲ့အခါမှာဝေဒနာကိုပတ်လိုက်တဲ့အခါမှာဝေဒနာလေးက အမတန်မှပြင်းထန်ပါတယ်ဖေ။အဲ့ပြင်းထန်တဲ့ဝေဒနာကိုတပီးတော့လွတ်ဖို့အတွက်အမတန်မှစူးစားပြီးတော့ရှုရပါတယ်ဖေ။ရှုတဲ့အခါမှာဝေဒနာကအာမမြဲတာကိုတပီးတော့ဟိုရှုတဲ့အခါမှာ तू ကနန်းကလေးတသိပြက်တဲ့ဟာကိုတပီးတော့အမှတ်ပြီးတော့ဝေဒနာမမြဲဘူးဝေဒနာကအာနန်းတရားမမြဲတဲ့အကြောင်းကို တပိတော့မှတ်သားပြီးတော့ရှုပါတယ်ဗျာရှုတဲ့အခါမှာဝေဒနာလေးရတဖြည်းဖြည်းရောလာလိုက်တိုးလာလိုက်နဲ့ဝေဒနာရဲ့ဝေဒနာရဲ့မမြင်ရတဲ့ဟာလေးကိုလည်းထင်းထင်းရှားရှားနဲ့တွေ့ရပါတယ်ဘုရားအဲ့လိုတွေ့ရတဲ့အခါမှာတပည့်တော်ကသုံးသပ်ကြည့်တော့ဒီဝေဒနာကတဘာဝဝေဒနာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တ attva လည်းမရှိဘူးဆိုတော့တက္ကာယဒိဋ္ဌိစင်နေပါတယ်ဘုရားဝေဒနာက မျက်စိတမိတ်ခရတပြည့်အတွင်းမှာနန်းဂရီတသိန်းကျော်ပြည့်နေတဲ့အတွက်ကြောင့်ဝေဒနာလေးရဟိုမမြဲတဲ့အတွက်ကြောင့်ဥတတရဒိဋ္ဌိဆင်းနေပါတယ်ဖေဟာဝေဒနာရှိမှန်းသိတဲ့အတွက်ကြောင့်ဥစေတာဒိဋ္ဌိဆင်းနေပါတယ်ဖေဟာဝေဒနာအပေါ်မှာလည်းမမြဲမှန်းသိတဲ့အတွက်ကြောင့်ဝေဒနာလေးရအကြောင်းနဲ့အကျိုးတိုက်ဆိုင်တာပေါ့အကြောင်းအကျိုးတိုက်ဆိုင်မှာပေါ်တယ်လို့သိတော့ဒါဒိဋ္ဌိတွေလည်းအကြောင်းအကျိုးတိုက်ဆိုင်မှာ ပေါ်တယ်လို့သိတော့ဝေဒနာလေးကတက္ကာယတက္ကာယဒိဋ္ဌိစင်းနေပါတယ်ဗျာဟုတ်ပြီနောက်တော့ဘာပြောကျင်သေးလဲပေါ်ဝေဒနာဝေဒနာကိုတပီးတော့ကဟိုပထမတော့ကတော့ဝေဒနာကဟိုငါဝေဒနာဆိုပြီးတော့ဆွဲထားတဲ့အခါပါတပီးတော့ပါအမတန်မှခံစားရပါတယ်ဗျာတပီးတော့ အခုကျတော့ဝေဒနာကတဘာဝဝေဒနာဆိုတာကိုပိုင်ပိုင်ခြားခြားသိသွားတဲ့အခါမှာဝေဒနာကတတ္တအခံစားမှုလေးကတတ္တအဲ့လိုဖြစ်သွားပါတယ်ဖေဟာဝေဒနာကိုမပယ်မဆွဲတဲ့အတွက်ကြောင့်ဝေဒနာကဆွဲလို့လည်းမရဘူးပယ်လို့လည်းမရဘူးဆိုတဲ့ဟာကိုလည်းထင်ထင်ရှားရှားသိသွားပါတယ်ဖေဟာอืมအဲ့လိုသိသွားတော့ဝေဒနာပေါ်တာကကြောက်เสียလားဝေဒနာပေါ်တိုင်းနိဗ္ဗာန်လားအဲ့ဝေဒနာပေါ်တိုင်းနိဗ္ဗာန်ပါဖေဟာ ဟုတ်တော့ဝေဒနာဘောညံရောက်ဘာတွေပျောက်သွားတယ်လဲတင်ညာတွေအကုန်ပျောက်ပါတယ်ဖေဟာပျောက်သွားပြီးတော့အဲ့တော့ဒီဘောမှာဝေဒနာဘောမှာချစ်စရာပါလားဝေဒနာပုံမှာချစ်စရာလည်းမပါဘူးမုန်းစရာလည်းမပါပါဘူးဖေဟာဝေဒနာအပေါ်မှာလောဘလည်းမပါဘူးဒေါသလည်းမပါပါဘူးဖေဟာဒါဆိုဝေဒနာပေါ်မှာဥစဉ်ဘာပဲပေးလိုက်တာလဲအဝိဇ္ဇာပဲပေးလိုက်တာပါဖေဟာဝေဒနာတော့ဖေဟာရမ်းတာလည်းရှိနေမှာပဲတင်ပါဘူးဥစဉ်လည်းရှိနေပါဒါဆိုဘာပြောင်းဘာကွာသွားတာလဲတည်ခြင်းမတည်ခြင်းကွာတည်ခြင်းမတည်ခြင်းကွာသွားတာပါဖေဟာ တဲ့ဟုတ်ကဲ့ဒါဆိုရင်အရင်တော့စိတ်တွေနဲ့အခုစိတ်တွေနဲ့ဘာတွေပြောင်းလဲသွားလဲအတိတွေဘယ်လိုကွာခြားလာလဲအရင်တော့ဒီဝေဒနာကမ္မထမ်းမရှိခင်တော့ဆိုတပြီတော့လောဘတွေဒေါသတွေကလည်းတော်တော်ပဲကြီးပါတယ်ဗျာအခုတိခတ်နိုင်တဲ့စိတ်ကိုပေါ်ကိုသူများကစော်ကားတဲ့စကားပြောတာကိုလည်းတပြီတော့သိတယ်ဟိုတပြီတော့ဟိုလည်းအဲဟို ဟိုဟာ night တဲ့အစီအင်းပြောတာလဲတပည့်တော်သိတယ်ဒါပြင်းနဲ့အဲ့ဒီအပေါ်မှာတပည့်တော်တီးခန့်ခွင်းလွတ်နိုင်သွားတယ်ဖေဟာဝေဒနာကမထမ်းကိုရှုပြီးတဲ့အခါမှာတော်တော်လေးပြောင်းလဲသွားတယ်ဖေဟာမိသားစုအပေါ်မှာလဲကိုယ့်ကိုဟိုပြောတဲ့အပေါ်မှာလဲကိုယ်ကခွင်းလွတ်နိုင်သွားတယ်ဖေဟာအရင်တော့ကတော့တပည့်တော်ဝေဒနာကမထမ်းမရှုခင်တော့ကသူပြောကိုပြောတယ်အဲ့လိုပြန်ပြန်ပြောပြီတယ်ဖေဟာအခုတော့ ။တပည့်တော်ပြောကနေကြလို့ရှိရင် ထိမ့်ထိမ့်သိမ့်သိမ့်နဲ့ဩဆရာတော်တင်ထားကြားထားတာတွေကိုတပည့်တော်ပြန်ပြီးအာယုံပြုပြီးပြီးတော့ဒေတာအောင်နေပါတယ်ဖေ။ဟုတ်ပါပြီ။အဲ့တော့ဒီစိတ်နဲ့တည်ရင်ပဲလေးဘုံငယ်ရှိတဲ့ကြံ့နိုင်သေးလား။မကြံ့နိုင်တော့ပါဘူးဖေ။ဘယ်သူအမခံပြီးမှာတော့။တရားအာမခံပါပါဖေ။ဘာလို့ဒီလိုအာမခံတာလဲ။ဘာလို့ဒီလိုအာမခံတာလဲ။ ဝေဒနာလေးကမမြဲဘူးဆိုဆိုတဲ့အကြောင်းကိုသိပြီးတော့မပယ်ပယ်လို့လည်းမရဘူးဝေဒနာပယ်ဆွဲလို့လည်းမရဘူးဆိုတာကိုမပယ်မဆွဲနဲ့ဟိုဝေဒနာလေးကိုပဲမမြဲတဲ့အကြောင်းကိုပဲသိရမှာပါဖေ။အင်းဘယ်ဘက်ပြန်ရောက်သွားတော့မမြဲတာကိုသိတော့မှမပယ်မဆွဲပဲနဲ့သိရမှာလေမပယ်မဆွဲပြီးတော့မှမမြဲတာကိုသိလို့မရဘူး။တော်မရှိလို့မရအောင်နော်တင်ပါဗျာဓမ္မစင်တိုင်းသွားရမှာနော်တင်ပါဗျာအေးတင်ခါရမမြဲတာကိုသိတော့မှမပယ်တော့တာ တင်ပါဗျာအမြဲတာကိုသိတဲ့အတွက်ဆွဲလို့မဆွဲတော့တာနော်တင်ပါဗျာအမြဲတာသင်္ခါရမပင်မဆွဲမှမက်ကမက်ကဆွဲပြီးတော့မှဟိုဘက်ကသင်္ခါရပြန်သွားလို့ဥပဒနာဉာဏ်ပြန်သွားလို့မရဘူးနော်တင်ပါတယ်အဲ့တော့ပြောင်းပြန်ဘူးတော့ဒီဘက်ကလွဲလို့မရဘူးနော်တင်ပါဗျာဟုတ်ပြီတော့အခုသိရင်ပဲစိတ်နဲ့သိမှလည်းသိပြပါအောင်ဘယ်သိလေးနဲ့သိမှာတော့ဓာတ်ကြီးလေးပါဖောက်ပြန်လို့ဖြစ်ပေါ်လာတဲ့ဝေဒနာကမမြဲဘူးဒီဝေဒနာကလည်းအဲပယ်လို့လည်းမရဘူးဒီဝေဒနာကဆွဲလို့လည်းမရဘူးဆိုပြီးတော့မပယ်မဆွဲတဲ့စိတ်ကလေးနဲ့ ဝေဒနာပေါ်မှာအာထားပြီးတော့တည်နေမှာပေါ့တည်နေမှာပေါ့ဗျာနော်ဟုတ်ပြီသာဓုခေါ်ပြီးပါအောင်သာဓုသာဓုသာဓု